ဟယ်လိုအလုံးမဲမိကလာပါဟယ်လိုအလုံးမဲမိကလာပါဒုတိယဝေကြီးမှာကျူစုပါတယ်အလုံးမဲမိကလာပါအလုံးမင်္ဂလာပါခင်ဗျာအလုံးမဲမိကလာပါ ားလုံးမင်္ဂလာပါအဲ့ကိုကြပြီလားအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါအလုံးမင်္ဂလာပါခင်ဗျာအလုံးမင်္ဂလာပါ ကဲမင်္ဂလာပါတဲ့မိတ်သေးဘူးဟုတ်ကဲ့ပါဘယ်နှပြန်ကျွန်တော်တို့ဒူးတီပြန်ဖွင့်ပါပြီအဲ့တော့ဒီလာမယ့်ပတ်မှာလည်းကျွန်တော်တို့သာသာပရိနိတရက်ပိတ်တယ်ဗျာနော်သာသာပရိနိတရက်ပိတ်တယ်ဆိုတော့ထိုးရတာတွေကတိတ်ပြီးတော့မကောင်းဘူးအရင်ဘက်ကလည်းထိုးရတာအတိတ်အတိုင်းပဲ ကိုလီကိုလီ30 30ဆိုပြီးတော့လှုပ်သွားတယ်ထိုးလို့ကောင်းတယ်မကောင်းဘူးဆိုတာကအကိုတို့အမတို့အတီးဆုံးပဲဘကြိုးကြောင်နေလာတာနော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်မိုးကနန်းလေးကျွန်တော်ဖရီးပေးဖို့ကျွန်တော်စဉ်းစားထားတယ်ကျွန်တော်ရဲ့အကိုဒီအမတွေပေါ့စီကျွန်လို့ကျွန်တော်ရဲ့ရောင်းကနန်းဖြစ်တဲ့ကျွန်တော်ဒီရောင်းကနန်းဖြစ်တဲ့ဒီမိုးကနန်းကိုကျွန်တော်အလကားချပေးမယ်ဖရီးချပေးမယ် ျွန်တော်1000ခွင့်နဲ့ရောင်းတဲ့မူကနန်းကြီးကျွန်တော်ဖတိချပေးမယ်1000နဲ့ရောင်းတဲ့ break တွေကျွန်တော်1000နဲ့ရောင်းရောင်းခဲ့ဘူးတဲ့ break break တွေကိုကျွန်တော်ဖတိချပေးမယ်เนาะအဲ့တော့ group မတို့ဘက်ကလည်းကျွန်တော်ကိုအဲ channel ကို subscribe နဲ့ခေါင်းတော့လက်မနှိပ်ပြီးခဲ့ပါပြီးရင်ကျွန်တော်ရဲ့ဒီကျွန်တော်စီမှာလည်းဒူးရီတီတီလာပြီးတော့ဆော့ကစားလို့ရပါတယ်အဲ့တော့ကျွန်တော်ကျေးဇူးတုံ့ပြန်အနေနဲ့အနေနဲ့ကျွန်တော်ရဲ့စေတနာကိုအတိမပြုတယ်ဆိုရင်ကျွန်တော်စီကိုလည်းဒူးရီတီတီလာအပ်ပေးလို့ရပါတယ် စော်ကစားခြင်းနဲ့ဆိုရင် Viber number ဖြစ်တဲ့ကျွန်တော်တို့2664956391တည်ရ6920တလေးကိုအဲ့နှလုံးမှာလာပြီးတော့စော်ကစားလို့ရပါတယ်။ပြန်ပြောမယ်2664အ2664956391တည်ပေါ့နော်2664956391တည်အဲ့နံပါတ်ရဲ့ပြီးတော့6920တလေးကိုအဲ့နံပါတ်ဒီမှာလာပြီးတော့စော်ကစားလို့ရပါတယ်။ အဲ့တော့ကျွန်တော်တို့ဒီဒီဘက်မှာပိတ်ပိတ်ရပါတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မွေးနှမ်းကိုပဲကျွန်တော်အဓိကဆော့စီခြင်းနဲ့အဲကျွန်တော်နေတိုက်ကနန်းတွေကိုကျွန်တော်၄၅ခွက်ပဲကျွန်တော်ကျွန်တော်ထုတ်ပေးမယ်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေအကူရောမတို့အကူရောမတို့ကမွေးကနန်းကိုပဲအဓိကထားပြီးတော့လိုက်ပါကျွန်တော်အခုပေးမယ်မွေးကနန်းတွေကိုပဲအဓိကထားပြီးတော့လိုက်ပါကျွန်တော်တခါလေးပြောခဲ့ပြီနော်စကားကိုကျွန်တော်စုံအောင်ပြောခဲ့ပြီနေတိုက်ကနန်းကိုအဲ့လောက်ကြည့်ဒီဟိုပေးတော့ပေးမှာနေတိုက်ကနန်းလည်းကျွန်တော်ပေးမှာ၄၅ခွက်လောက်ပဲကျွန်တော်ပေးမယ် အရိကအားပြုပြီးစောအောင်မိုးကနန်းတွေကိုပဲအခုတို့မှတော့အားပြုပြီးစောအောင်ခဲအဲ့လိုကျွန်တော်လက်ဆိုးသွားလိုက်ရအောင်ဗျာနော်ကျွန်တော်ဆိုင်ကလေးလေးကျွန်တော်ပြပေးမယ်နော်ဘရိတ်လေးလေးကျွန်တော်ထုတ်ပေးထားတယ်နော်ဘရိတ်လေးလေးထုတ်ပေးထားတယ်အဲမိုးကနန်းလေးလေးထုတ်ပေးထားတယ်နော်အဲ့တော့ channel ကို subscribe နဲ့ခလုံးလမ်းမှာနှိပ်ခဲ့ကြအောင်ဗျာအားလုံးမင်္ဂလာပါနော်အားလုံးမင်္ဂလာပါနော် လက်စိုးပြန်သွားလိုက်ရအောင်အဲ့တော့ကျွန်တော် site ကတော့ကျွန်တော် brake line ကိုပဲကျွန်တော်ပြပေးမယ်နော် brake line ကိုပဲကျွန်တော်အဓိကထားပြပေးမယ်ကျန်တဲ့မူခနဲ့ site တွေကတော့ကျွန်တော်မပြဘူးနော်အဲ့တော့ကျွန်တော်တို့ဒီမှာ ကျွန်တော်အမြင်နဲ့ပြောမှုပါတယ်ဘရိတ်တွေဘရိတ်စင်းရင်တစ်ဘရိတ်ပြန်လာတယ်လို့ကျွန်တော်ပြောမှုတယ်အခုနောက်ပိုင်းတော့စိုက်ကနေနေဖောက်ချင်နေပြီအရင်တော့ကဘရိတ်တွေဘရိတ်စင်းရင်တစ်ဘရိတ်ကကျွန်တော်တို့နောက်ရက်တန်းလာတာဒါပေမဲ့အခုကဘရိတ်တွေဘရိတ်စင်းတန်းမလာတော့ဘူး၄၅ချိန်လောက်မှလာတော့တာပေါ့နော်အဲ့တော့ကျွန်တော်တို့တောက်ကြနေရဘရိတ်တွေဘရိတ်စင်းသွားတယ်တစ်ဘနဲ့မနဲ့တစ်ဘရိတ်ညနေတစ်ဘရိတ်စင်းသွားတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ break to break စီးရင်နောက်ရက်မှာကျွန်တော်တို့ကဒီဒီနောက်၁၀ချိန်အတွင်းပေါ့ဗျာနော်နောက်၁၀ချိန်အတွင်းမှာကျွန်တော်တို့ ဒီတစ်ပရိတ်6ပရိတ်ပြန်လာတယ်နော်အရင်ကတော့တစ်ပရိတ်ပူဆွဲရမှာဒါပေမဲ့ကျွန်တော်ကပြီးမလို့အောင်6ပရိတ်ပါကျွန်တော်ထည့်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကပရိတ်2ပရိတ်စင်တစ်ပရိတ်6ပရိတ်ပြန်ဆွဲပါနော်ပြန်တော့ပြမယ်ဒီမှာဗျာဒီမှာလောလောလတ်လတ်ကျွန်တော်တို့ဒီမှာကိုလီကိုလီလို့စဉ်းထားတယ်ပရိဒုပရိကိုကျွန်တော်တို့ကဒီမှာ၁၀ချိန်တွင်းဆိုတော့ကျွန်တော်တို့ဒီမှာ၄ချိန်တွင်းကိုကျွန်တော်နှစ်ကွက်ထွက်သွားရတယ်နော်အပေါ်မှာလေးအဲ့နဲ့ထုံးနီးလကောက်မယ်ပရိဒုပရိစင်နာလိုက်ရှာမယ်ဒီမှာ၄၅နဲ့ sorry อืมခဏလေးခဏလေးဘရိတ်ဒူဘရိတ်ဘရိတ်ဒူဘရိတ်လိုက်ရှာမယ်ဘရိတ်ဒူဘရိတ်ကျွန်တော်ကြော်သွားရင်လည်းကွက်ကိုကြည့်လိုက်ပါတော့ဒီမှာ9 9နှစ်တေကို3ညဘရိတ်ဘရိတ်ဒူဘရိတ်ဆင်းထားတယ်ဘရိတ်ဒူဘရိတ်ဆင်းထားလို့နောက်ရက်မှာကျွန်တော်တို့ကတိဘရိတ်ပြန်လိုက်တယ်နော်တိဘရိတ်6ဘရိတ်ပေါ့ဗျာနော်တိဘရိတ်6ဘရိတ်လိုက်ရမှာနော်ဒီမှာ3တင်းနဲ့6ချစ်ဘရိတ်ဒူဘရိတ်၄ဘရိတ်ဆင်းထားတယ်ကျွန်တော်တို့ဒီမှာ60ပြန်လိုက်တယ်အဲဒီမှာလည်း3လေးနဲ့3 4 3နဲ့3ညဖုံပေါ့ဗျာနော်ဘရိတ်ဒူဘရိတ်ကိုဒီမှာတစ်ခါတည်း ခြောက်ပလေးဒီပလေးကိုလိုပဲထွက်တွက်လိုက်ပါတော့မယ်နော်ဒီမှာဘရိတ်ဒီပလေးဆင်းပြီးတော့ခြောက်ပလေးဒီပလေးကလည်းပြန်လိုက်တာပေါ့နော်ဒီမှာသူလည်းခြောက်ပလေးတော့ကြတော့ကျွန်တော်ပြောပြမယ်ဘရိတ်ဒီပလေးဆင်းနေနှစ်ကြိမ်၄ကြိမ်၆ကြိမ်၈ကြိမ်မြောက်မှာကျွန်တော်တို့ဒီပလေးဆင်းသွားတယ်နော်ကလေးနာမှာကိုကူပြန်ကြည့်လိုက်တော့နော်ဘရိတ်ဒူပရိဆင်းပြီးသွားရင်လိုက်ပြမယ်တော့ဘရိတ်ဒူပရိဆင်းပြီးသွားရင်ကျွန်တော်တို့တစ်ပရိ6ပရိပြန်လိုက်တယ်အဲ့တော့10ရင်တွင်းလိုက်မယ်ပေါ့ဗျာနော် လာမယ့်ဘက်မှာကျွန်တော်တို့တပတ်စာမူကနန်းကတော့ဒါကျွန်တော်တို့905နဲ့90 300 300နဲ့ဒီ main 9ခွက်ဒီအပူ9 2ခွက်နဲ့ဒါ main ပေါ့နော်အာအာဒါကောင်းတော့2ပေါ့နော်ဒီကောင်းကအနည်းဆုံးကျွန်တော်တို့တခွက်2ခွက်3ခွက်တခွက်2ခွက်2ခွက်လောက်ဒီထွက်နိုင်တယ်ဒီကောင်းက2ခွက်3ခွက်ဒီထွက်နိုင်တယ်ဒီမူကနန်း6ခွက်ကပေါ့နော်မူကနန်း6ခွက်တော့ဖြစ်သွားမယ်နားကျွန်တော်တို့ချဲမွေးချဲမွေးခဏခဏမေးနေကြလို့ဒါချဲမွေးကကျွန်တော်တင်ပြလိုက်တယ်ဒါတပတ်အတွင်းတချော့ပရိတ်လာမယ်တစ်ပရိတ်ကိုနည်းနည်းပူဆွဲ ါကျွန်တော်ရောင်းဝန်းတန်းဖြစ်ပါတယ်ဘိုးတို့မတို့အနေနဲ့ရုံကြီးကြီးထိုးပါနော်ကိုကြိုက်နေတဲ့ရတခုကိုပဲလိုက်ပါနော်ဒီဒီမူကနားလိုက်မယ်ဆိုဒီမူကနားမယ်လိုက်ပါဒီတစ်ပရိ၆ပရိလိုက်မယ်ဆိုရင်တစ်ပရိ၆ပရိတစ်ပရိ၆ပရိပဲလိုက်ပါချင်းမွေးလိုက်မယ်ဆိုချင်းမွေးပဲလိုက်ပါ နေ့တိုက်လည်းတင်ပေးဦးမှာပါเนาะအဲ့တော့နေ့တိုက်ကလည်း၄၅ဘောတော့ကျွန်တော်တင်ပေးမယ်နေ့တိုက်ကိုအဓိကထားပြီးတော့ကျွန်တော်မစော့စီခြင်းမူကျွန်တော်ဒီမိုးကနန်းတွေကိုပဲအဓိကထားပြီးတော့စော့စီခြင်း ਨੇ ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ဘက်ကကျွန်တော်ဒီလာမဲ့ဘက်ကထိုးလို့မကောင်းကောင်းအောင်မဟုတ်ဘူးတည့်ရပိတ်တဲ့အတွက်ကြောင့်မလို့เนาะပိတ်ရတည့်ရပိုင်ထိုးလို့မကောင်းဘူးအဲ့ဒါကြောင့်မလို့ဒီမိုးကနန်းအကက်ကိုပဲအဓိကစားပြီးတော့စော့ကြပါလို့ကျွန်တော်တခါတည်းမှားထားခဲ့ခြင်းပါလေเนาะကြည့်အားလုံးပဲမင်္ဂလာပါ channel ကို subscribe နဲ့ခေါင်းတော့လက်မမနှိမ့်ရသေးရင်လည်း channel ကို subscribe နဲ့ခေါင်းတော့လက်မနှိမ့်ခဲ့ကြပါဦး ကျွန်တော်ဒီမှာလေဒူးရီတီတီလာစော်ကစားလို့ရပါတယ်အယောစားကိုတရားရဂန်တို့စိတ်ချလို့ရပါတယ်เนาะအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာเนาะအဲကျွန်တော်ဒီမှာဒူးရီတီတီစော်ကစားခြင်းနေဆိုရင် Viber number ဖြစ်တယ်ကျွန်တော်တို့266အ266 4 266 266 4အဲ266 4 9 63ညတယ်ပေါ့เนาะ266 4963ညတည်းရ6920340တည်းလေးကိုအဲ့ဒီနံပါတ်ဒီမှာလာပြီးတော့စော်ကစားလို့ရပါတယ် ကြားအလုံးကံကောင်းပါစေနော်အလုံးပဲစင်ပြေကြပါစေအလုံးပဲနော်ကံကောင်းကြပါစေအလုံးကိုနိုင်ပါဗျာကိုနိုင်ပါကိုနိုင်ပါ channel အဟောင်းယူသွားပြီ live လုပ်လိုက်ပါဦးမယ်နော် like ရှင်တဲ့သူ like ခဲ့ပါဗျာနော်